ဟုတ်ပါတယ်ဦးစီသူမောင် ပြောသလိုပဲပေါ့နော်2008အခြေခံဥပဒေအောက်မှာဒီတောင်စုလွတ်တော်ထဲမှာဆိုရင်လဲစစ်တပ်က25ရာခိုင်နှုန်းနေရာယူထားပြီးသားအခုလဲရွေးကောက်ပွဲလုပ်ပြီးတော့သူတို့ရဲ့ပါတီတွေရလူတွေဖြည့်ပြီးတော့အာဏာကိုတစ်ဖက်လက်နဲ့ပြန်ချုပ်ကင်မဲ့အခင်းချင်းမျိုးမှာဒီလူတွေကဝင်ပြိုင်ပြီးတော့ဘာတွေမျှော်လင့်နေကြတာလဲပေါ့လေအာဏာရှိရောက်သွားတဲ့အခါမှာပြည်သူကိုမျက်နှာမူတင်တဲ့သူတွေကဘာတွေဖြစ်ကုန်ကြတာလဲပေါ့အန်ဒီဆိုရင်88ကလေးကနိုင်ငံရေးဖြတ်တန်းလာခဲ့တော့ ဒီလိုပြောင်းလဲမှုအဆက်ဆက်ကိုလည်းကြုံဘူးကြားဘူးထားသူတယောက်ဖြစ်တယ်။အဲ့တော့အခုလက်ရှိဆေးအုပ်စုရဲ့ရွေးကောက်ပွဲကတိုင်းပြည်ကိုဘယ်လိုဦးတည်နေစေတယ်လို့မြင်ပါလဲ။ဘာကြောင့်လဲဆိုတော့စစ်တပ်ကတနတ်ထောက်ပြီးမဖြစ်ဖြစ်အောင်ဒါကိုလှုပ်သွားမှာပဲ။အဲ့တော့ရွေးကောက်ပွဲအလွန်မှာဖြစ်လာနိုင်တဲ့ကြုံလာနိုင်တဲ့အရာတွေကိုလည်းတပါးရဲမှတ်ချက်ပေးပေးပါအောင်။ဒါမှပဲပြည်သူတွေရောတော်လှန်ရေးအစိုးရတွေပါလိုအပ်တာတွေကိုချူပြင်းထားလို့ရမှာဆိုတော့လေ။အန်တီအကြံပြုပေးပါအောင်ရှင်။ ဟုတ်ကဲ့အာကျွန်တော်တို့နိုင်ငံကတော့လေအာဒီစစ်တပ်ရဲ့အခန်းကဏ္ဍကတော့အာခေတ်ဆက်ဆက်ကြည့်လိုက်လို့ရှိရင်တို့ရဲ့ရည်ရွယ်ချက်မျှော်မှန်းချက်တွေကတော့ရှင်းပါတယ်လေနော်ကျွန်တော်တို့တောက်လျှောက်မျိုးစံနဲ့ခြီးပြီးတွေ့လာပြီးပါပြီအခုလက်တွေ့နေရတဲ့ဥစ္စာကမေအောင်လိုင်းရဲ့သူ့ရဲ့ရည်ရွယ်ချက်သူ့ရဲ့အစီအစဉ်ကတော့ကျွန်တော်ခုနကတော့မပြောသွားသလိုပဲအကုန်နိုင်မယ်အကုန်လုံးကိုအာချိန်မုံမယ်နော်အဲ့တော့သူကအလုံးစုံနိုင်ရင်းနဲ့အလုံးစုံချိန်ချိန်မုံရေးဆိုတဲ့ဒီလမ်းကြောင်းမဲ့သူလျှောက်တာပါဆိုတော့ ဒီနေရာမှာကျမတို့အခုတွားနေတဲ့ဒီတရားမဝင်ရွေးကောက်ပွဲဆိုတဲ့ဥစ္စာမှာသူလောက်သွားလို့ရှိရင်ဘယ်လိုပဲပြောသူလောက်သွားမှာပဲလေနော်အားလုံးမြင်နေတာလောက်သွားမှာပဲโอเคအဲ့ဒီထဲမှာခုနကဥစီသူမှပြောသလိုပဲအာဘယ်နာလေးရပဲပါရပါရဝင်ပါမယ်ဆိုတဲ့သူတွေကလည်းဝင်ပါကြမှာ ਉਹ အဲ့တော့အာပြီးတော့ပါလိမ့်မယ်เนาะဒါပေမဲ့ကျမတို့အခုကျမကြည့်တာကဒီ Federal Democracy ရတိဆောက်နေကြတဲ့เนาะမြေပြင်ပေါ်မှာအာ ဒီနေမြေဆုံးမမှုရပြီးတော့မှတိဆောက်နေကြတဲ့ကိစ္စတွေရတယ်ဆက်သွားနေမှာပဲခုနဦးစီဦးစီသူမှပြောတယ်လို့ပဲဆက်လောက်ပြီးဆက်ဖြစ်နေဆက်သွားနေမှာပဲဆိုတော့ပြောချင်တာပါလဲဆိုတော့အဲ့လိုမျိုးမြေပြင်ပေါ်မှာဒီကျမတို့ခေါ်တာတော့ democracy building blocks ပေါ့နော်ဒီ democracy ကိုအောက်ခြေကနေပြီးတိဆောက်နေတဲ့ဥစ္စာတွေရှိနေတဲ့ဥစ္စာအဲ့လိုရှိနေတာတွေ ဆက်ဖြစ်နေလေဒီစစ်အုပ်စုရဲ့ဟိုတကွက်ဒီတကွက်ဟိုတကြားဒီတကြားလေးမှာလိုက်ပြီးတော့ရွေးကောက်ပွဲလုပ်သွားပါတယ်လို့ပြောတဲ့ဥစ္စာဟာအလိုလိုနေရင်တရားဝင်မှုပြက်ပြက်လေးတရားဝင်မှုမရလေပေါ့နော်တရားဝင်မှုကိုဘယ်လိုမှမရလေဖြစ်မှာပဲလို့ကျမကတော့အဲ့လိုပဲသုံးသပ်တယ်ဆိုတော့အဲ့ဒါကအရင်ကာလတွေနဲ့လည်းမတူတာပေါ့2010တုန်းကကျတော့အာခေါင်းဆောင်နေအတိုက်ခံဒီမိုကရေစီခေါင်းဆောင်နေကကျတော့အထောင်ထဲမှာရှိနေတယ်အာဒီတိုင်းဒေသနဲ့နိုင်ငံတော်လိုင်းအင်အားစုတွေကသူ့နေရာမှာသူပဲနေနေကြတယ်ဆိုတော့ အဲအဲ့ဒီကြားထဲမှာကျမတို့ဒီပြည်သူတွေကနေပြီးတော့မှအဲ2010ရွေးကောက်ပွဲကြီးကိုဥတီပြီးတော့မှဟလာတတ်တတ်ကြီးဟိုတိုင်းပြည်အတွင်းမှာဟိုလှောက်ရှားပြီးတော့မှ လုံနေတဲ့အင်အားစုကြီးเนาะဒီဒီမိုကရေစီအင်အားစုကြီးအနေနဲ့ကတော့မရှိခဲ့ဘူးပေါ့เนาะအဲ့ဒီကာလမှာလုံနေတဲ့သူတွေရှိတယ်မရှိတာတော့မဟုတ်ဘူးကျမတို့အဲ့ဒီတုန်းကဆိုလို့ရှိရင်အာဒီပြည်ထဲမှာ အာဒီမြေအောက်အနေနဲ့ပဲမြေအောက်လှုပ်ရှားမှုအနေနဲ့ပဲတက်ကြွလှုပ်ရှားသူတွေဆိုလို့ရှိရင်ဟဲ့လားမဲပေးရေးအာမဲမဲမဲယုံသွားပြီးတော့မှအာပယ်မဲဖြစ်ရေးရေတော့မဟုတ်မဲယုံမသွားဘဲနဲ့မဲမပေးရေးရေဆိုပြီးတော့မှဒါမျိုးတွေလောက်ခဲ့တာမျိုးတွေလည်းရှိတာဟုတ်ဆိုတော့ဒါမဲ့အခုအခုအချိန်မှာတော့เนาะကျွန်မကြည့်တာကလေအထူးသဖြင့်ကျွန်မကြည့်တာဘယ်နေရာလဲဆိုတော့ဒီစအကြံဖက်စီအိုစု အာထိန်းနေမြေနေမြေနေမြေဆုံးမထားနိုင်တဲ့ဒေတာမှရှိတဲ့ပြည်သူတွေအတွက်ကိုတော့ကျွန်မစဉ်းစားကြည့်တယ်ပေါ့နော်။သူတို့အခြေအနေကတော့အခုလည်းကျွန်တော်တို့တွေ့နေရပြီအဖမ်းခံရသူတွေလည်းဖမ်းခံနေရပြီ။နော်ဟိုအာဟိုချိန်ဆောက်ခံရတဲ့သူတွေလည်းချိန်ဆောက်ခံနေရပြီ။ဆိုတော့ပြည်သူကိုလည်းပင်းညစ်အာတနက်တနက်ပြောင်းအခေါင်းခေါင်းမှတိတ်ပြီးတော့သူတို့လိုချင်တဲ့မဲကိုမရရအောင်သူတို့ဆွဲယူမှာပဲဆိုတဲ့အနေအထားမျိုးကတော့သူ့ရဲ့လက်အောက်သူ့လက်အောက် အာထိန်းချုပ်နယ်မြေမှာရှိတဲ့ပြည်သူတွေကိုတော့သူအဲ့လိုမျိုးလုပ်မယ်ဆိုတော့ကျွန်တော်တို့ကရှင်းတယ်လေနော်အဲ့ဒါမြင်နေရပြီပေါ့သိနေရပြီပေါ့ဆိုတော့အဓိကကဒီ January ကြော်သွားလို့ရှိရင်ထွက်လာမယ့်အင်အားစုအုပ်စုတစုပေါ့နော်ဒီအတူအယောင်ရွေးကောက်ပွဲနဲ့ထွက်လာမယ့်အုပ်စုတစုကိုကျွန်တော်တို့မှန်းကြည့်လိုက်လို့ရှိရင်ဘာတွေ့နေရလဲဆိုတော့ခုနကအပြတ်အသတ်နိုင်ရေးဆိုတဲ့စစ်အုပ်စုနော် USDP နာမည်နဲ့ဩတခြားနေရာတွေမှာဩဝင်ပါပြီးတော့မှရွေးမယ်ဆိုတော့စစ်စစ်တပ်ကလူတွေရဲ့ နော်ဒီအာစစ်ဘိုလ်ချုပ်တွေရဲ့ပြီးွားလို့ရှိရင်သူတို့ ਨੇ ပလင်းတူဘူးဆိုအာခရိုနီစီးပွားရှင်နေနော်သူတို့ ਨੇ ပလင်းတူဘူးဆိုအာပြောမယ်ဆိုရင်သူတို့လက်အောက်ခံလက်ဝေခံအာလက်နက်ကင်ပြီးတော့မှအာဟိုပြည်သူပေါ်မှာအနိုင်ကျင့်နေတဲ့နော်ဒီဟလာဒီဟိုကျမတို့အာပြူစောတိလို့အဖွဲတွေအပါအဝင်တခြားတိုင်းရင်းသားဒေသကအာပြောမယ်ဆိုရင်အာကျမတို့ဘယ်လိုခေါ်မလဲအာဘိန်းဘီရင်လိုလူတွေပေါ့နော်အရင်တော့တီခွန်မြတ် နော်ကျမတို့2030နောက်နောက်ပိုင်းမှာဒီခွန်မြတ်ကဟလာလွှတ်တော်မှာအာစပီကာပေါ့လွှတ်တော်မှာသူကအာ ပြောရေးဆိုခွင့်ရှိသူလားဟိုဥဆောင်သူ speaker ဖြစ်ခဲ့တယ်လို့ပဲကျွန်မထင်တာဒီ January ပြီးသွားလို့ရှိရင်ထွက်လာမယ့်အစုတစုမှာလည်းစစ်တပ်ဩဇာခံစစ်တပ်လက်အောက်ခံခုနကဟလာနည်းနည်းလေးဗာလေးပဲရရဗဲနားလေးရပဲရရကရရင်တော်ပါပြီပေါ့နော်စင်ပေါ်ရောက်ရင်တော်ပါပြီပေါ့အဲ့လိုလူတွေကတော့ဝင်ပါကြမှာပဲဆိုတော့အဲ့ဒီအုပ်စုကတင်ဘာသွားဖြစ်ပြီလဲဆိုတော့ကျွန်တော်တို့ဒီတိုင်းပြည်ကိုနောက်ထပ်တိထပ်ပို့ပြီးတော့မှ အရင်ခက်တရားထက်တော့မှပို့ပြီးတော့မှအမောင်အမောင်ဖုံးစီမဲ့ခက်ကိုဆွတ်ခေါ်သွားကြရောမယ့်အနေထားလို့ကျမတို့အဲ့လိုမြင်တယ်အအထူးသဖြင့်ကအခုကျမတို့တိုင်းပြည်မှာဆိုရင်ဟလာဒီ scam business တွေเนาะဒီအဟိုဘာလဲအနေဆက်ဖြတ်ကျော်အာဒုစရိုက်မကောင်းမှုလုပ်တဲ့ဥစ္စာတွေဆိုတာအရန်များလာနေပြီလေနော်ရန်ကုန်မန္တလေးတော်မှာရောက်ကုန်ကြပြီဆိုတော့ဒီဒုစရိုက်မကောင်းမှုစီးပွားရေးသမားတွေကလည်းပြောမယ်ဆိုလို့ရှိရင်မင်းမင်းအွန်လိုင်းခေါင်းဆောင်နဲ့ဒီအကျန်းဖက်စေအိုစုရာဇဝတ်ကောင်းရာဇဝတ် ရာဇဝတ်ကောင်တွေပေါ့လေနော်နိုင်ငံတကာရာဇဝတ်ကောင်တွေ ਨੇ ပြီးတော့သူ့လက်အောက်မှာလက်လက်ဝေခံနေနေတဲ့ဟလာဟိုအာဗာလေဒီ border guard force လိုမျိုးဘိုချစ်သူလိုလူမျိုးတွေဟလာသူတို့ရဲ့အဝအဝိုင်းမိသားစုဆွေမျိုးစသဖြင့်ဒီလိုတော်ဆက်သူတွေ ਨੇ ပူပေါင်းပြီးတော့မှခုနကထွက်လာမယ့်ဟာဆိုတော့ပုံမှန်လေးလင်းပြောလို့ရှိရင်ကျမတို့ကဘာသွားတွေ့တော့မလဲဆိုတော့အာ2010တုန်းကထွက်လာတုန်းကအရင်မသိတာတဲ့เนาะအာ criminal ရာဇဝတ်ဂိုင်းတစ်ခုက2025ဆိုရင်တော့တိထက်ပို့ပြီးတော့မှရှင်းရှင်းလင်းလင်းပေါ်ပေါ်ထင်ထင်ဖြစ်မယ်ဟလာ အာရာဇဝတ်ဂိုင်းတစ်ခုကနေပြီးတော့မှမြန်မာနိုင်ငံရောမြန်မာနိုင်ငံကိုအစိုးရတပွဲကိုစားပြုတဲ့ဟာမျိုးကိုတို့အတင်းအဓမ္မလူယူဖို့ကြိုးစားမှာတော့မြင်လာမယ်လို့ကျမတို့မြင်တယ်။သို့တော်လည်းခုနအာဥစီတူမောင်ပြောသလိုပဲတော်လန်ရေးကလည်းလှုပ်ဆရာရှိတာဆက်လုပ်နေမှာပဲ။အဲ့တော့တော်လန်ရေးကလှုပ်ဆရာရှိတာကိုဟိုအားလုံးကြားထဲမှာ ဟန်ချက်ညီညီနဲ့အာမဟာဗျူဟာမြောက်မြောက်မဟာဗျူဟာဗျူဟာမြောက်ဟန်ချက်ညီညီနဲ့ ထိန်းထိန်းညီပြီးတော့မှအပြန်အလှန်လက်ချင်းချိတ်ပြီးတော့မှ view ဟာကိုဟန်ချက်ညီညီနဲ့ပူပေါင်းဆောင်ရွက်ပြီးသွားမယ်ဆိုလို့ရှိရင်တော်လန်ရေးရဲ့ legitimacy ရှိမှုပေါ့နော်တော်လန်ရေးကနေပြီးတော့မှတိဆောက်သွားနိုင်တဲ့အဆောက်အုံတွေနဲ့နယ်မြေတွေနဲ့အဲ့ဒီနယ်မြေတွေက နေပြီးတော့မှတရားဝင်မှုရှိမှုကစေအိုစုကနေပြီးတော့မှနေပြီးတော့မှငုတ်တုတ်ထိုင်ထားပြီးတော့မှဂုဏကသူ့ရဲ့ရာဇဝတ်သားတစုနဲ့သူစုပြီးတော့မှ အစိုးရအဖြစ်ကြီးညာမဲ့ဟာကအလိုလိုနေရင် delegitimize ပေါ့ကျွန်မပြောချင်တယ်အလိုလိုနေရင်သူ့ရဲ့တရားဝင်မှုကပျောက်သွားလိမ့်မယ်ဒါကြောင့်မလို့စိတ်ပူစရာတော့အများကြီးကောင်းနေအထူးသဖြင့်ကသူ့ရဲ့အုပ်ချုပ်မှုအောက်မှာနေနေရတဲ့ကျွန်မတို့ပြည်သူတွေရဲ့ဘဝ နော်ဟိုမသွားလဲနေလို့မရသွားရင်လဲအာတော်ရတော်ရကြာကြလို့ရှိရင်ဟိုဗါလဲမဲပေးတဲ့မဲပေးတဲ့ဆက်ကိုသွားပြီးတော့မှအာပြက်အောင်လုပ်ပါတယ်ဆိုပြီးတော့သူကသူပြက်ရင်တော့မှကို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 ကင်လိုက်လို့ပြက်တယ်အပြောခံရပြီးတော့မှထောင်ချခံရမယ့်ကိစ္စတွေကလည်းရှိသေးတာဟုတ်ဆိုတော့ကျွန်မမြင်တာတော့အရန်အာဒီလိုမျိုးအခြေအနေတွေတော့ရှိတော့ကျွန်မမြင်တာကအဓိကကကျွန်မတို့ပြည်သူတွေ ဒီလိုအခြေအနေတွေကိုသိထားဖို့အတွက်ကိုတရင်ချက်လက်တွေကျမတို့အများကြီးလုပ်ပေးရမယ်ပေါ့နော်အထူးသဖြင့်ကျမတို့ဒီအရက်ဖက်အဖွဲ့အစည်းတွေအများကြီးစ조사ပေးရမယ့်ဟာတွေရှိတယ်မီဒီယာတရင်မီဒီယာတွေကနေတစင်ကျမတို့ပြည်သူစီအချက်လက်ပေးရမယ့်ဟာတွေရှိတယ်ဒါပေမဲ့အဓိကအရေးအရေးအကြီးဆုံးကတော့ဒေါ်လာရင်းအင်အားစုတွေပဲဒေါ်လာရင်းအင်အားစုတွေအနေနဲ့ကတော့ကျမမြင်တာလေဒီအချက်ဖက်စိုးစုလုံမဲ့ရွေးကောက်ပွဲဆိုတဲ့အဥ္စာကြီးကိုလေဒေါ်လာရင်းအင်အားစုတွေက ကိုယ့်ရဲ့တရားဝင်မှုကိုမြေပြင်ပေါ်မှာကိုယ့်ပြည်သူနဲ့ကိုယ့်ရဲ့ရက်ရွာအတိုင်းဝိုင်းကပြည်သူတွေနဲ့လက်ချင်းချိတ်ပြီးတော့မှမှန်မှန်ရှောက်လှမ်းသွားနိုင်သမျှအဲ့ဒီအကြံဖက်စီအိုစုရဲ့အထုအရောင်မျိုးကောက်ပွဲကြီးကိုလေဂယုမဆိုင်ဂယုဆိုင်ဆရာဘုမလို့လက်ကြည့်ဆရာဘုမလို့ဒါကြီးကအထုအရောင်ကြီးဖြစ်ပါတယ်လို့နိုင်ငံရေးအရပြောပြီးရက်ထားပြီးပြီဆိုရင်စစ်ရေးအရကအဲ့ဒီ ရွေးကောက်ပွဲအကိုစေအုပ်စုကနေကျင်းပသွားမဲ့ရွေးကောက်ပွဲဆိုတဲ့နေရာတွေမှာရှင်းရှင်းပြောရရင်တော်လိုင်းကြီးကလှည့်ကိုကြည့်စရာအကြောင်းမရှိဘူး။ဘာဖြစ်လို့လဲဆိုတော့သူတို့ရဲ့တရားဝင်မှုမရှိတာကြီးကပေါ်နေပြီးပြီ။ကိုလိုက်လို့စရာအကြောင်းမရှိဘူး။ကိုလိုက်ပြီးတော့မှတက်တယ်ပြပေးနေစရာအကြောင်းမရှိသလိုပြည်သူတွေတို့လည်းကျမတို့ကအာသူတို့နေသူတို့ရောက်တဲ့နေရာမှာသူတို့ရဲ့အတွေးခေါ်အာစင်ကျင်တုံတရားနဲ့သူတို့အကောင်းဆုံး အာစူးစမ်းပြီးလုပ်မယ်ဆိုတာကိုကျမတို့ယုံကြည်ထားတယ်ဆိုလို့ရှိရင်တော်လန်ရေးကကိုလို့ဆရာရှိတာကိုကိုလုံရင်းနဲ့သွားတာနဲ့တည်းဒီစစ်အုပ်စုရဲ့အာပြီးရင်2025အထူးရောင်ရွေးကောက်ပွဲကထွက်လာမဲ့လူတစုရဲ့တရားဝင်မှုဆိုတာကြီးကဘလို့မှရှိစရာအကြောင်းမရှိဘူးလို့ပဲကျမမြင်ပါတယ်ဟုတ်ကဲ့အခုဆိုရင်လဲကြိုပြီးတော့တောင်မှသတင်းတွေကတက်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 ကြားနေရတာပေါ့လေရွေးကောက်ပွဲကမလုပ်ရသေးဘူးဒါပေမဲ့ ရွေးကောက်ပွဲအလွန်မှာကြတော့ဘယ်စစ်ဘိုလ်ချုပ်တွေကိုဘယ်နေရာမှာထားမယ်ဆိုတာမျိုးပေါ့နော်သူတို့မှာအပြေးထွက်ပြီးသားပုံစံကြီးကိုဟန်ပြရွေးကောက်ပွဲဆိုပြီးတော့လုတ်ပြနေရတယ်လို့မျိုးဖြစ်နေတာပေါ့လေဆိုတော့တစ်ဆက်တည်းမှာဦးစီးသူမအောင်လည်းဖြည့်ပေးစေချင်တာကခုနကပြောသားသလိုပဲဒီဆရာနာရှင်စန့်ကျင်ရေးအစုအဖွဲ့တွေရဲ့ယုံကြည်မှုကိုဘယ်ရာမှတားလို့မရဘူးပေါ့လေအခုအဲအန်ဒီပြောသွားတယ်ဒီတော်လိုင်းအင်အားစုတွေရဲ့ဒီတရားဝင်မှုအဲတော်လိုင်းအင်အားစုတွေကစစ်ကောင်စီရဲ့ရွေးကောက်ပွဲအလွန်မှာ ဒီဖြစ်လာမဲ့စစ်ကောင်စီရဲ့တရားဝင်မှုအဲဒီလူထုထောက်ခံမှုဆိုတဲ့ဟာဒီတွေကိုဂယုဆိုင်စရာမလိုဘူးသူတို့ကအဲဒီတရားမဝင်တဲ့စစ်အုပ်စုကဒီဟာကဒီဟာပဲဖြစ်နေမှာပေါ့နော်ဆိုတော့ဒီသုံးသက်ချက်အပေါ်အဲလက်ခံလာဟုတ်ရင်အခြေပါကျင်တာဖြည့်ဆွက်ပြီးတော့ပြောကျင်တာရှိမလားအမြင်ကိုပြောပြပါအောင်ပေါ့ပေါ့နိုင်ငံတော်အမေရိကန်ဆိုတဲ့ခက်တီတီနိုင်ငံတော်တခုတော့သူတို့ပြသွားမှာပေါ့ဆိုတော့အဲ့ဒီနိုင်ငံတော်ကတေးကြတယ် ဟို ICC ICJ မှာရင်ဆိုင်နေရတဲ့နိုင်ငံတော်ပဲဖြစ်မှာဆိုတော့နောက်တစ်ချက်ကဟိုဒီလိုမျိုးကျွန်တော်တို့တိုင်းပြည်မှာကဘာကလေးသားလောက်တဲ့တူတူတန်တန်တိတ်ခါရှိတဲ့ဒူကောင်းဆောင်တဲ့အဲဒီအစိုးရဖွဲ့မျိုးတော့ကျွန်တော်ထင်တယ်အဲ့စေအုပ်စုကရွေးကောက်ပွဲမှာတော့ပေါ်လာကြအကြောင်းတော့မရှိဘူးပေါ့ဆိုတော့အဲ့လိုအနေထားတစ်ခုမှာဟိုအချုပ်ချာအာဏာဆုပ်ယုပ်နေတဲ့တိုင်းပြည်ပေါ့ဒါဟိုအဲ့ဒီပုံစံမျိုးနဲ့ပဲတစ်ချိန်တုန်းကနဝတနာဘခေတ်မှာ အဲဘူတန်ရွှေကိုနိုင်ငံတကာရဲ့ဆက်ဆံပုံကဒီဖက်တိုကာဗွန်မန့်လောက်ပေါ့ဆက်ဆံတာဟိုဒီဂျူရီတကယ်ကိုတရားဝင်လက်ဂျစ်တမိတ်ဖြစ်တဲ့ရွေးကောက်တင်မြှောက်ခံရတဲ့ပုံမျိုးဆက်ဆံတာပေါ့အဲ့ဒီစတေတက်ထက်တောင်နေသွားလိမ့်မယ်လို့ထင်တယ်ကျွန်တော်မြင်တာလေဒီရွေးကောက်ပွဲပြီးထွက်လာမယ့်ဒီအစိုးရဆိုတာဆိုတော့အဲ့ဒါကျွန်တော်တို့ပုံမှန်ဆက်ဆံတာမျိုးကျွန်တော်တို့ကရှင်းတယ်ဒီဘက်ကဒေါ်လာရင်းဘက်ကအစိုးရတော့ဒေါ်လာရင်းအစိုးရလို့တက်တယ်ပဲကြီးညာတာဒေါ်လာရင်းအစိုးရဖြစ်တယ်ပြည်သူလူထုကနေပြီးတော့လွတ်လပ်တဲ့စိတ်ဆန္ဒနဲ့နိုင်ငံရေးဆန္ဒနဲ့မဲပေးတာတဲ့ဒီ mandate ပုံမှန်အခြေခံပြီးတိဆောက်ပြီးတော့ကျွန်တော်တို့ ဒီရွေးကောက်ခံရတဲ့2020ရွေးကောက်ပွဲဆိုကျွန်တော်အမြဲတမ်းပြောပါတယ်တပါတီတစုတို့ရဲ့အာဏာရဖို့အတွက်ကျွန်တော်တို့ဒါကိုဟိုရွေးကောက်ပွဲကိုကောင်းတယ်ဖော်နေတာမဟုတ်ပါဘူးဆိုတော့ဒီဟာလူလူပေးထားတဲ့တရားဝင်ဆင်လွဲကိုစားပြုမှုကိုကန်ဆွဲပြီးတော့နောက်လွတ်လပ်ပြီးတရားမျှတရွေးကောက်ပွဲတွေမပေါ်မရှိကျွန်တော်တို့ဒီဟာကိုနိုင်ငံရေးလက်နက်တပွဲကန်ဆွဲသွားမယ်အဲ့ဒါဘာလဲဆိုတော့တော်လိုင်းအောင်မြင်ဖို့အတွက်ကျွန်တော်တို့တိုက်ပွဲဝင်မှုတွေအတွက်ဖြစ်တယ်ဆိုတော့ကျွန်တော်တို့ legitimacy စီတွေဆိုတာက ဒီ mandate တွေ legitimacy ဆိုတော့ legitimacy ဆိုတာကတကယ်တော့ renew လုပ်ရအောင်ဆိုဘာလဲဆိုတော့အားကောင်းတဲ့ digital defect တို့ကျွန်တော်တို့ပေါင်းဆက်ပြီးတော့ကျွန်တော်ရှေ့ခီးကိုဆက်ပြီးတော့သွားရမှာဖြစ်တယ်ဒါကိုကျွန်တော်တို့ကောင်းကောင်းနားလည်ထားပြီးသားဖြစ်တယ်ဆိုတော့အဲ့ဒီပုံမှာလည်းနိုင်ငံရေးသဘောတူညီချက်တွေမှာရှင်းလင်းပြတ်သားတယ်ကျွန်တော်နိုင်ငံရေးထုတ်ပြန်ချက်တွေထုတ်ထားတယ်အဲ့ဘာလဲဆိုတော့2008ဖွဲ့စည်းပုံအခြေခံဥပဒေအငွေသက်လုံးဝမရှိတော့ဘူးကျွန်တော်တို့ရဲ့နယ်မြေတွေမှာကျွန်တော်တို့စုမထုံချုပ်တဲ့နေရာတွေမှာဆိုတော့ကျွန်တော်တို့ကအနာဂတ်နိုင်ငံတော့ Federal တိုင်းပြည်ကိုတည်ဆောက်မှာဖြစ်တဲ့ကြောင့် Federal နဲ့ညီတဲ့ ဟလာဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအစီအမံတွေဒါမျိုးတွေနဲ့ကျွန်တော်တို့သွားနေတယ်အဲ့လိုပဲဒေသန္တရအုပ်ချုပ်ရေးတွေကိုလည်းကျွန်တော်တို့ဟိုသူ့ရဲ့ဆိုင်ရာဒေသတွေမှာဟိုထူထောင်နေကြတယ်အစိုးရတရက်ကိုဟိုတရားဝင်မှုရှိပအောင်ပြဖို့အတွက်ကဒါအခွန်ကောက်ခံခြင်းပဲအခွန်ကောက်တာကိုကျွန်တော်လုပ်နေအခွန်ကောက်ပြီးတော့အဲ့မှာလူလူဝင်ဆောင်မှုတွေကို public services တွေပေးတာကိုလည်းကျွန်တော်စနစ်ကြရေလုပ်နေကြတယ် data annuity အစိုးရရောဒီတက်ဆိုင်ရာအရာကိုထိန်းချုပ်နေနေမှာစနစ်တကျလုပ်နေရဒါဟိုကဒီပင်လေဒါ federal practice ကိုဟိုကျွန်တော်လက်တွေ့ဖြတ်တန်းနေတာပဲလို့ကျွန်တော်ပြောခြင်းတယ် ဆိုတော့ကျွန်တော်ပြောသလိုပဲကြောအစောပိုင်းမှာပြောရသလိုပဲကျွန်တော်တို့ရဲ့မဝီးတော့တဲ့အနာဂတ်မှာကျွန်တော်တို့ရဲ့လုံမဲ့ရွေးကောက်ပွဲတော့ရှင်းတယ်လူပုတ်ကိုတစုတစ်ဖွဲ့အတွက်တဦးတယောက်အတွက်တရားဝင်မှုရွေးကောက်ပွဲဖြစ်မှာမဟုတ်နိုင်ငံတော်အတွက်လုပ်တဲ့ရွေးကောက်ပွဲဖြစ်ရမယ်ပြည်သူအတွက်ရွေးကောက်ပွဲလုပ်တဲ့ရွေးကောက်ပွဲဖြစ်ရမယ်မနီးမဝီးတော့တဲ့အနာဂတ်မှာကျွန်တော်တို့အဲ့ဒီရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်တွေအတွက်ကျွန်တော်တို့ step by step ပေါ့နော်ကျွန်တော်တို့နေကျွန်တော်တို့ဘက်မှာအလုပ်ငန်းတွေရှိပြီးသားဖြစ်တယ်ဆိုတော့ကျွန်တော်တို့နေဟိုဖြည့်ဆွက်ပြီးတော့ဟိုပြောကြလို့ပါတယ်ဟုတ်ကဲ့တလပါ ဟုတ်ကဲ့တစ်ဆက်တည်းမှာပြောချင်တာကခုနကဦးစီသူမောင် ပြောသလိုပဲပေါ့နော်ဒီမြန်မာနိုင်ငံမှာကအဲဒီအုပ်ချုပ်နေထိန်းချုပ်နေတဲ့ဒီအစိုးရနှစ်ရက်ဖြစ်နေတဲ့ပုံစံမျိုးဖြစ်နေတဲ့ဥစ္စာကိုလက်ခံရမယ်လို့စောပိုင်းမှာပြောတာပေါ့နော်ဆိုတော့ဒီရွေးကောက်ပွဲပြီးတဲ့အခင်းကျင်းမှာလည်းခုနကပြောသလိုပဲနိုင်ငံတကာရဲ့အတိအမှတ်ပြုမှုကတော်တော်လေးကိုအစင်းနိုင်တဲ့ဥစ္စာမျိုးဆက်ဆံတာကိုစေုပ်စုကခံရမှာပေါ့လေဆိုတော့ သူကနိုင်ငံတကာရဲ့အတိအမှပြုမှုမဆိုတလောက်လေးပြန်ပြီးတော့နည်းနည်းလေးမြင့်ကောင်းမြင့်လာနိုင်အောင်ဆိုပြီးတော့2010တုန်းကလိုပဲအဲဒေါအောင်ဆန်းစုကြည်ကိုလှုပ်ပြီးတော့အကွက်ရွှေ့လာမယ်ဆိုရင်ရောဒါကတော်လန်ရေးပေါ်မှာဘလို့တက်ရောက်မှုတွေရှိလာနိုင်မလဲခုတော့မှမဲဆွယ်စည်းရုံးနေတဲ့အခါမှာအဲဒီစေုပ်စုဘက်ကပြောတာကဒီဘက်တော်လန်ရေးအားစုတွေကိုပုံကန်သူဆိုပြီးတော့တုံ့နှုံနေတဲ့အခါကျတော့ အဲ့ဒီအချိန်မှာသူတို့ရဲ့ status ကပြောင်းမြင့်သွားပြီးတော့ဒီ dollar ရင်းအားစုတွေရဲ့ status ကကျသွားမှလာ။ဘာတွေဖြစ်လာမှလဲ။အဲဥစီသူမောင်မဲတစ်ဆက်ထဲမှာသုံးသပ်ပေးပါအောင်။သူတို့ဟိုမိကွန်တက်တဲ့ဖြေရလို့ရှိရင်တော့ဒေါ်လန်းစုကြည်ကပြန်လဲပြီးတော့အဒီရွေးကောက်ပွဲပြန်ဝင်မှလာပူပေါင်းဆောင်ရွက်မှလာဆိုရဲသူတန်လျာနဲ့မိကွန်ပေါ်မှာလဲဒီမိကွန်ကကျွန်တော်မေးတယ်လို့မြင်တယ်ပေါ့နော်။ဆိုတော့အဲ့ဒီဟာကကျွန်တော်ပွင့်လင်းပြပြမယ်ဗျာ။2012တုန်းက2010ရွေးကောက်ပွဲနောက်ပိုင်းပေါ့နော်။2012တုန်းက ဟိုပြန်ပြီးတော့ပါတီရဲ့ register ပြန်လုပ်တဲ့အချိန်မှာအဲ့ဒါ88တုံးကဟိုပါတီနိုင်ငံရေးကိုရွေးလိုက်တဲ့အချိုးကွေနဲ့ဟိုအတူတူပဲလို့ကျွန်တော်မြင်တယ်ပေါ့နော်။ထောင်က88တုံးကလည်းဒီလိုပဲလူလူလှုပ်ရှားမှုကြီးကနေပြီးတော့ဒီရွေးကောက်ပွဲလမ်းကြောင်းကိုနိုင်ငံရေးပါတီတွေဟာရွေးလိုက်တဲ့အခါမှာလူလူအနေနဲ့ဒါဘာပဲပြောခေါင်းဆောင်ကိုယုံကြည်တဲ့စိတ်နဲ့ကျွန်တော်တို့1990ရွေးကောက်ပွဲကိုဖြတ်တန်းပြီးတော့တမိုင်းမှတ်တိုင်းထူနိုင်ခဲ့တယ်။ဒါမဲ့အားလုံးသိရတဲ့အတိုင်းပဲဟိုအဲ့ဒီအဲ့ဒီဟာကကျွန်တော်တို့မှာသင်ခန်းစာရပါတယ်။ ဲ့တော့2012မှာကျွန်တော်တို့ဟိုဖွဲ့စည်းပုံအခြေခံဥပဒေကိုအပြင်ပြီးတော့မှဝင်ပါလားဝင်ပြီးတော့မှပြင်ပါလားဆိုရဲအယူဆတွေကျွန်တော်တို့အားပြိုင်နေတဲ့ချိန်မှာလူလူကောင်းကောင်းအနေနဲ့တို့ဒါလူလူမနာတဲ့နီလန်ပေါ့နော်ပြည်သူမနာတဲ့နီလန်နိုင်ငံရေးနီလန်ကိုသူရွေးချယ်ခဲ့ဒါမဲ့9နှစ်တာကာလအတွင်းမှာကျိုးပန်းခဲ့သမျှဟာအားလုံးဟာ2020ခုနှစ်ရွေးကောက်ပွဲအပြီးမှာအဟောတိကံဖြစ်သွားခဲ့တယ်ဆိုတော့လူလူကောင်းကောင်းအနေနဲ့ကျွန်တော်ထင်တယ် ကောင်းကောင်းရိပ်စားမိတယ်လို့ကျွန်တော်ယုံကြည်တယ်။ဆိုတော့ဒီလိုနေသားတစ်ခုမှာအရင်အိုးနော်မယ်ကိုပဲပြန်သွားရအောင်အာနာမသိငင်က2020ရွေးကောက်ပွဲမတိုင်ခင်အခြေအနေကိုပဲပြန်သွားရရအောင်လို့ပြောရင်တော့အဲ့ဒီလိုမျိုးဒါသဘောတူခဲ့မှာလို့ဗျာဒီအာနာသိမှုတောင်ဖြစ်မလာခဲ့ဘူးလေကျွန်တော်ကျွန်တော်ကျွန်တော်သုံးသက်ချက်ကဒီလိုပါဆိုတော့အဲ့လိုမျိုးအခြေအနေမျိုးဒါဟိုလူလူကောင်းဆောင်ကဒေါ်လန်းစုကြည်ဟာယုံကြည်ခဲ့မှာတော့ဒီလိုအာနာသိမှုတောင်သူတို့ညှိနှိုင်းလို့ရခဲ့မှာတော့အာနာသိမှုတောင်ဖြစ်မလာခဲ့ပါဘူးဆိုတော့ လူလူကောင်းဆောင်အနေနဲ့ကတော့ကျွန်တော်ထင်မနေထင်ပါတယ်ဟိုတရားရုံးနေထွက်နေတဲ့အနေအထားတစ်ခုမှာမြန်မာနိုင်ငံမှာဘာတွေဖြစ်နေတယ်အဒီဟိုဘလို့အေးတော်ပုံတွေဖြစ်နေတယ်ဘလို့အခင်းချင်းတွေပြောင်းသားပြီဆိုတော့သူ့အနေနဲ့ဟိုသူတိတက်တော့ပေါ့နော်သူသူတိတက်တော့တော့ဟိုသူ့အနေနဲ့တိနေတယ်လို့ကျွန်တော်ယုံကြည်တယ်ဒါပေမဲ့တစ်ဖက်မှာတော့အဆက်အသွယ်တွေကတော့ဘယ်တန်တမန်အောင်မှပြီးမတွေ့တာမျိုးဟိုအရင်ထက်တောင်ဆိုးတဲ့ဟိုအခြေအနေမျိုးတော့အကျဉ်းထောင်ထဲမှာထည့်ထားတာမျိုးဒီလိုပုံစံမျိုးတွေပေါ့နော်နေကြဲကြုံမဟုတ်ဘဲနဲ့အကျဉ်းထောင်ထဲမှာထားတာမျိုးကတော့ ခေါင်းဆန်းစုကြည်အသက်အရွယ်နဲ့အမေစုရဲ့အသက်အရွယ်နဲ့သူ့ရဲ့အဒီကျမ်းမာရေးပေါ်မှာတော့အလွန်အမတန်မှတော့စိုးရိမ်ပူပန်မှုကောင်းတဲ့အခြေအနေရတော့ရှိနေပါတော့အဲ့တော့ပြန်လှုပ်ပေးမယ်ဆိုလို့ရှိရင်တော့မှပဲကျွန်တော်ထင်ပါတယ်လူလူကောင်းတော့ဘယ်တော့မှလူလူရဲ့စိတ်ဆန္ဒအပေါ်မှာကြောခိုင်းပြီးတော့ဆုံးဖြတ်လို့တော့မရှိဘူးအဲဒီဖြစ်သွားတဲ့ပြောင်းသွားတဲ့အခင်းကျင်းနဲ့ကြုံခဲ့ရတဲ့အဖြစ်အပျက်တွေပေါ်မှာဟိုကောင်းသွားတဲ့လိလာတုံးတက်နိုင်ပြီးတော့အကဲဖြတ်နိုင်တဲ့ပုံစံတရားလို့တော့ကျွန်တော်အနေနဲ့ဟိုယုံကြည်တယ်ပေါ့နော်အဲ့လောက်တော့ဖြစ်ကြပြီလို့ပါ ဟုတ်ကဲ့အခုကတောက်လျှောက်ပေါ့နော်အနာဂတ်မှာဘာတွေဖြစ်လာနိုင်မလဲဆိုတဲ့အကြောင်းသုံးသပ်ပြီးတော့ခံမှန်းနေကြဆိုတော့အခုလက်ရှိအဖြစ်အပျက်တွေစီပြန်သွားကြမယ်ပေါ့နော်ဆိုတော့ပြန်သွားမယ်ဆိုရင်စစ်တပ်ကပြည်သူတွေရဲ့လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့အတူအင်တာနက်သုံးစွဲမှုတွေကန့်သက်တာအပြင်အခုဆိုရင်လူမှုကွန်ရက်မှာ love react ပေးတာ like ပေးတာလောက်ကိုတောင်မှအမှုစင်မတရားဖန်ဆီးပြီးတော့ပြည်သူတွေရဲ့စိတ်ထဲမှာအကြောက်တရားရိုက်သွင်းနေတာကျမတို့တွေ့ရတယ်တကယ်ဆိုရင် ခုလက်ရှိအချိန်ဒီမှာပြည်သူတွေကလည်းမဲသွားမပေးခြင်းဦးဒါကြောင့်မလို့ပဲဒီကာလမှာသူ့ပါတီကိုပါတီအပြိုင်ဆိုင်မဲဆွဲနေရမှာထက်ကိုအရင်ဆုံးပြည်သူတွေမဲယုံစီရောက်လာပြီးမဲလာပေးဖို့အတွက်အတင်းအကျပ်ဖိအားပေးတာဝါဒဖြန့်တာတွေကိုစေုပ်စုအနေနဲ့အရင်လုပ်နေရတာအားလုံးသိပါပဲအဲ့တော့စေုပ်စုရဲ့တနတ်ထောက်ပြီးလုပ်တဲ့ရွေးကောက်ပွဲမှာပြည်သူတွေအနေနဲ့လုံခြုံရေးလဲမထိခိုက်ပဲနဲ့ဘလို့နီလန်းတွေနဲ့များဖီဆန်လို့ရနိုင်မလဲညံနဲ့ရှင်ပြီးတော်လန်ကြဆိုသလိုပဲ ပြည်သူတွေကိုအန်တီရပဲအကြံပြုပေးပါအောင်ရှင့်ဟုတ်ကဲ့ပါအာကျမကတော့လေအာပြည်သူတွေနဲ့ပတ်သက်လို့ရှိရင်အထူးသဖြင့်ကအာဒီစေအုပ်စုအုပ်ချုပ်တဲ့နေရာတွေမှာထိန်းချုပ်ထားတဲ့နေရာတွေမှာရှိတဲ့ပြည်သူတွေအတွက်ဆိုလေကျမအကြံပြုဖို့မရှိဘူးရှင့်။ဘာကြောင့်အဲ့လိုပြောလဲဆိုတော့ပြည်သူတွေကသူတို့ရောက်နေတဲ့စိန်ခေါ်ချက်အချက်တည်းရယ်သူတို့လိုချင်တဲ့ဆန္ဒရယ်သူတို့မဖြစ်စေချင်တဲ့ဟာရယ်ကိုသူတို့ကောင်းကောင်းနားလည်တယ်လို့ကျွန်မ ဲ့ဒီလိုပဲကျွန်မတေချာယုံကြည်မှုရှိတယ်။တို့လိုချင်တဲ့အစိုးရကို2020မှာတို့မဲပေးခဲ့ပြီးသွားပြီ။နောက်တစ်ခုဒီလိုမျိုးအာလှုပ်ဆက်ဆင်ပြီးလှုပ်တဲ့ဥစ္စာကိုလည်းပြည်သူကနှစ်ပေါင်းများစွာဒီလိုမျိုးလှက်ပတ်ပြီးတော့မှတို့လိန်လိန်လေလှဲ့စားနေတာယူကြာလာတော့မသိစရာကြောင်းမရှိတော့ဘူးလीနော်။အဲဒါမဲ့တစ်ခုပဲ။အဲ့တော့တိတော့တိပြီ။ဒါမဲ့လက်တွေ့မှာဘယ်လိုရှောင်လို့ရမလဲ။လက်တွေ့မှာရှောင်ဖို့အနေထားမှာခုနကလိုတနက်နဲ့ထောက်ပြီးဆိုရင်ဘယ်လိုရှောင်မလဲပေါ့နော်။ဒါကြောင့်မလို့ကျွန်မကဒီစေအုပ်စု အုတ်ချုပ်စိုးမိုးတဲ့နေရာကပြည်သူတွေကိုအာထွေအုတ်ကလာဘာလာညာလာဟာအခုလာဒီအမဲပေးတာအာဗာလေနမူနာအစမ်းလုပ်ကြည့်တဲ့ဥစ္စာမလာရင်တော့မဟလာဘာလုံးမယ်ညာလုံးမယ်အဲ့ဒါခီးသွားခွင့်မပိတ်မပိတ်မယ်တို့မပေးဘူးတို့ဟလာဒါမှမဟုတ်အဲ့စင်းလာစစ်မယ်အိမ်တော်လူစုစရင်လာစစ်မယ်ရှုပ်ရှုပ်ခန့်တာပဲတို့နီးပေါင်းစုံနဲ့ပြည်သူဘဝကိုဒုက္ခပေးဖို့တို့ဟိုနီးနီးပေါင်းစုံတတ်တယ်လीเนาะဆိုတော့ဒါကြောင့်မလို့ကျမက စစ်အုပ်စုအုပ်ချုပ်နယ်မြေမှာရှိနေတဲ့ပြည်သူတွေကိုကျွန်တော်ဘာမှအကြံမပြုချင်ပါဘူးဘာလို့လဲဆိုတော့ဒီပြည်သူတွေဒီသူ့ရဲ့တတိတတိတတိနဲ့အတိတရားနဲ့သူဖြစ်ချင်တဲ့ဆန္ဒနဲ့ကိုသူ့အတူပဲချိန်ထိုးပြီးတော့လက်တွေ့ရောက်နေတဲ့ဘဝနဲ့အနေထားပေါ်မှာသူတို့ဆုံးဖြတ်ရမယ့်အနေထားဖြစ်မယ်လို့ပဲကျွန်မမြင်နေပေါ့နော်ဒါပေမဲ့ကျွန်မကယုံကြည်နေတာကအဲ့ဒီနေရာတွေမှာစစ်အုပ်စုလက်အောက်နေရာတွေမှာရှိနေတဲ့ပြည်သူတွေကမဲယုံသွားပြီးတော့ နော်လုံခြုံရေးနဲ့အာဘဝရှင်သန်ရည်ရည်ရေးအတွက်မိသားစုဘဝအတွက်ဟလာဟိုအဒုက္ခမရောက်အောင်တွားပြီးတော့မှပေးလိုက်ရတယ်ဆိုရင်တော့အဲ့ဒီပေးလိုက်ရတဲ့မဲဟာသူတို့ယင်နေရလာတဲ့မဲမဟုတ်ဘူးလို့ပဲကျွန်မရိုးရိုးသားသားပဲယုံကြည်တယ်လို့အဲ့ဒါတခုရင်ပြောချင်တယ်အာဒါပေမဲ့ကျွန်မတို့လွမြောက်နေမြေတွေလွတ်လိုက်ဒီဒေါ်လာရင်းနေမြေလွမြောက်နေမြေမှာရှိနေတဲ့ပြည်သူတွေအများကြီးရှိတယ်လေနော်ဒီအာအာဆေးဘေးရှောင်ပြည်သူတွေအပါအဝင်ဒီပြည်သူတွေကြတော့စစ်တပ်ရဲ့ အကျန်းဖက်ဆိုး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 ဝဝအကျန်းဖက်မှုကိုခံခံရလို့အိုးအိမ်ပြစ်ပြီးတော့မှရှောင်ရှားနေရတယ်ဒါပေမဲ့ဒီစစ်တပ်ရဲ့မျက်နှချင်းဆိုင်ကိုယ်အိမ်လာတကားခောက်ပြီးတော့မှခုနကတော့လိုကဲလိုက်ခဲ့ဟလာမဲမပေးလို့မရဘူးမဲမပေးရင်တော့အခုလာဖမ်းမယ်ဆိုတာမျိုးမကြုံရမဲ့လွမြောက်နေမြေတွေရှိတယ်ဆိုတော့အဲ့ဒီလွမြောက်နေမြေမှာရှိတဲ့ပြည်သူတွေကအခုလည်းကျမတို့တွေးနေရတယ်ပေါ့နော်အဲ့ဒီလွမြောက်နေမြေမှာရှိတဲ့ပြည်သူတွေဒီသူတို့ရဲ့ဆန္ဒကိုသူတို့ တောက်လျှောက်ထုတ်ဖို့နေတယ်အခုမှမဟုတ်ဘူးကြံခဲ့တဲ့နှစ်နှစ်သုံးနှစ်မှာတည်းကအမြဲတမ်းတွေ့နေရတယ်ဒီအတုအယောင်ရွေးကောက်ပွဲနဲ့ပတ်သက်ရင်လူမြောက်နယ်မြေမှာရှိတဲ့ပြည်သူတွေဒီအမြဲတမ်းအတန်အာသူတို့ရဲ့ဆန္ဒကိုထုတ်ဖို့ပြသနေကြတယ်ဆိုတော့ကျမတို့လူမျိုးနိုင်ငံတကာစည်းရုံးလို့ဆိုရင်လှုပ်တဲ့သူတယောက်အနေနဲ့ကျမတို့အဖွဲ့အစည်းလိုနိုင်ငံတကာစည်းရုံးလို့ဆိုရင်လှုပ်တဲ့အဖွဲ့အစည်းအနေနဲ့ကျမတို့တခြားမိဖက်အဖွဲ့အစည်းတွေအနေနဲ့ကအဲ့ဒီပြည်သူတွေရဲ့အတန်ကိုရောက်တဲ့ရောက်ထိုက်တဲ့နိုင်ငံတကာ အစိုးရတွေကုလသမဂ္ဂအာဆီယံနော်တကယ့်ကိုဒီအစိုးရတွေကြားထဲမှာနိုင်ငံတကာအစိုးရတွေကြားထဲမှာပြည်သူတွေကျွန်တော်တို့ပြည်သူတွေရဲ့စံနှအမှန်ကိုခုနကလွတ်မြောက်နေရပြည်သူတွေပေါ်ထုတ်လာတဲ့စံနှတွေကိုကျွန်တော်တို့ရအောင်ပို့ပေးရမှာပဲအဲ့ဒါကျွန်တော်တို့တာဝန်ဖြစ်တယ်ကျွန်တော်တို့အခုလည်းပို့ပေးနေတယ်ကျွန်တော်တို့ဆက်လက်ပို့ပေးမှာဖြစ်ပါတယ်ပေါ့နော်ကျွန်တော်တို့အဲ့ဒီဥစ္စာကိုပဲပြောချင်ပါတယ်လို့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရှင့်ဟုတ်ကဲ့ပါခုနကပြောသလိုပဲပြည်သူတွေကိုအတင်းအကျပ်မဲလာပေးခိုင်းတယ်ဆိုတာလေတကယ်တော့ ြည်သူတွေကဘာပဲပေးပေးသူတို့အနိုင်ပေးဖို့အတွက်ဆုံးဖြတ်ထားတဲ့ပါတီရပဲနိုင်မှာပဲပေါ့နော်ဒါပေမဲ့ခုနပြောသလိုပြည်သူတွေကလည်းအဲဒီရွေးကောက်ပွဲမှာပူပေါင်းပါဝင်နေတယ်ဆိုတော့ပုံရိပ်မျိုးသူတို့လိုချင်လို့အဲဒီတစ်ခုတည်းအတွက်လည်းပြည်သူတွေကိုစိတ်ဒုက္ခတွေလိုက်ပေးနေတာပေါ့လေဆိုတော့ဦးစီသူမောင်အမြင်ပါရောအခုချိန်မှာတော်လန်ရေးအင်အားစုတွေအနေနဲ့ဘာလို့တင့်တယ်လို့ထင်ပါလဲ ဆေးဥစုကစစ်ရေးနိုင်ငံရေးမှာဆိုရင်ဘယူဟာချပြီးတော့တော်လိုင်းအင်အားဆိုရင်မှတ်လုံနိုင်အောင်ချုပ်ထားဖို့လဲစူးစမ်းနေတဲ့အခြေအနေပေါ့လေဆိုတော့ဒီအခြေအနေမှာသူ့ရဲ့ရွေးကောက်ပွဲအကြံအစီကိုရိုက်ချိုးနိုင်ဖို့အတွက်ဆိုရင် NUCC CRPH နဲ့တော်လိုင်းအင်အားစုတွေမှာရောမဟာဗျူဟာတွေရှိထားပြီးပြီလို့ထင်ပါသလားအဒါတော့လုံခြုံရေးအရာပြောလို့ရသလားပြောပြရင်လည်းပဲအဆုံးသတ်ပြပါအောင်မဟာဗျူဟာတွေကထုတ်ဆွေးနေလို့ရတဲ့ဟာတွေတော့မဟုတ်ဘူးပေါ့ဗျာမဟာဗျူဟာဆိုတာကခြေတန်လုံလုံနဲ့ဟိုလျှောက်ရတဲ့ ဒေါ်လာရဲ့ခရီးလို့ပဲပြောရမှာပေါ့ဆိုတော့တရားတစ်ခုကတော့ကျွန်တော်အစောပိုင်းမှာဆွေးနွေးသားတယ်လို့ပဲကျွန်တော်တို့ကြားထဲမှာနိုင်ငံရေးကဟိုစီးနှောင်မှုအားကောင်းတဲ့နိုင်ငံရေးသဘောတူညီချက်တွေပေါ့နော်ဒါမျိုးတွေကျွန်တော်တို့တူတရားနဲ့မတူနေတာရှိရှိကောင်းရှိမယ်အဲဆိုလိုတာက Federal အထိုင်တွေမတူကြသေးဘူးပေါ့နော်ဘယ်လိုပုံစံမျိုးတိဆောက်ချင်ကြတယ်ဆိုတော့ Federal အထိုင်တွေပေါ့ဒီအထိုင်တွေတူလာအောင်လို့ကျွန်တော်တို့အားလုံးကြားမှာတော့နိုင်ငံရေးသဘောတူညီချက်တစ်ခုကိုပို့ပြီးတော့ပြင်လာအောင်လုပ်ဖို့လိုတယ် ျွန်တော်ပြောသလိုပဲကျွန်တော်တို့မှာ Federal Democracy ပြည်ရင်း Charter အစိတ်ပိုင်း1ရှိခဲ့ဘူးတယ်။ဒါပြည်တော်သူ Federal ပြည်တော်သူတိဆောက်ရေးဆိုင်ရာအကြေညာစာတမ်းလို့လည်းတချို့ညွှန်းကြတယ်။အဲ့လိုပဲအဒီနိုင်ငံဘုံနိုင်ငံရေးသဘောတူညီချက်6ချက်ရှိခဲ့ဘူးတယ်။အဲအဲ့လိုပဲဟိုဆက်ပြီးတော့ထုတ်ပြန်ခဲ့တဲ့နေရာမှာကျွန်တော်တို့ဟိုတော်လန်ရေးရစီရသုံးမထိန်ချုပ်လာတာနဲ့အမျှကျွန်တော်တို့မှာနေမြေဆိုင်ရာတချို့ကိစ္စတွေမှာဟိုဒီဘောပေါ့နော် တဲ့တဲ့ပြောရရင်တော့ founder state ကိစ္စတွေပေါ့ပြည်နယ်တစ်ဖို့ထွန်းရေးကိစ္စတွေပေါ့ဒါဒါမျိုးတွေကြာလို့ရှိရင်ကျွန်တော်တို့အနာဂတ်မှာပဲကျွန်တော်တို့ဆွေးနွေးရမယ်ဆိုတော့အနာဂတ်မှာရှိတဲ့သူ့ရဲ့ဆိုင်ရာဒေတာခံပြည်သူတွေရဲ့ဆန္ဒခံယူတာတို့နောက်ပြီးတော့ဒီဆိုင်ရာတိုင်းသားကောင်းဆောင်ကြီးတွေနဲ့ညီနိုင်ဆွေးနွေးအမြင်ဖလှယ်တဲ့ကျွန်တော်တို့နိုင်ငံရေးတွေးဆမှုတွေတို့ဆိုတော့ဒီကနေတစဉ်ကျွန်တော်အနာဂတ်နိုင်ငံတော်ကိုကျွန်တော်ပြောသလိုပေါ့နော်ဘယ်လိုမျိုးတိဆောက်သွားမယ်ဆိုရဲဟို share rule တွေပို့ပြီးတော့ကျွန်တော်တို့မှာအားကောင်းတဲ့ NUG ထက်အားကောင်းတဲ့ ဒီ power centrality တခုကိုလည်းကျွန်တော်တို့ဘက်ကအားကောင်းစွာနဲ့တိဆောက်လာနိုင်မှုလိုအပ်တယ်ဆိုအဲ့ဒီအတွက်ကတော့ကျွန်တော်တင်စူးစမ်းနေကြပါတယ်။ဘာကြောင့်လဲဆိုတော့ဒီရဟိုလွန်ခဲ့တဲ့ရက်တွေမှာလည်းသတိပြုမိမှာနော်မီဒီယာတွေမှာဆိုရင်တမနာကြီးဆိုရင်သူတက်ဆိုင်ရာခေါင်းဆောင်တွေနဲ့သူတွေ့ဆုံပြီးတော့ဆွေးနွေးနေတာရှိတယ်ပေါ့။ဒါဒီပင်ရင်ဒါတော်လန်ရေးကာလမှာအဒီခေါင်းဆောင်ပိုင်းနေနဲ့ကျွန်တော်တို့အမြင်ဖလှယ်ပြီးတော့ NUG ဆိုရာလည်းကြိုးပမ်းနေတယ်လို့ NUCC မှာလည်းဒါဟို CPA ဆိုတဲ့လုပ်ငန်းရှင်မျိုးတွေရှိနေတယ်။အဲ့လိုပဲ CRBH အနေနဲ့ကြတော့လေကျွန်တော်တို့ဒီ20ရွေးကောက်ပွဲရလည်းကိုလူလူကပေးထားတဲ့တရားဝင်ပေါ့နော်အရှင်လွဲကိုသားပြုမှုကန်ဆွဲပြီးတော့ကျွန်တော်တို့ဥပဒေပြေခန္ဓာနေပြီးတော့ဘလို့ကျွန်တော်တို့ဆိုင်ရာဒေတာတွေအုတ်ချုပ်ရေးဥပဒေပြေတွေပို့ပြီးပြင်လာအောင်ကျွန်တော်တို့ဆောင်ရွက်ကြမယ်ဆိုတော့ကျွန်တော်တို့စဉ်ဆက်မပြတ်ပဲလို့ကျွန်တော်စဉ်းစားနေကြနိုင်ငံတကာမျက်နှာသာမှာလည်းအားလုံးသိရတဲ့အချိန်မှာဒါ IBU လို့နေရာမျိုးတွေမှာကျွန်တော်တို့ဟို international ဒီ parliament to parliament ပေါ့နော်ဟိုလွှတ်တော်ချင်းချင်းဆိုင်ရာ ကျွန်တော်တို့ဆက်ဆံရေးတို့တိုးမြင့်ရင်းနဲ့ကျွန်တော် advocacy လုပ်နေတဲ့ခရီးတွေရှိပါတယ်ဆိုတော့ဟိုဆိုင်ရာကိုယ်စားလှယ်တွားရောက်တက်ရောက်ပြီးတော့အဲ့ဒီအဲ့ဒီမှာကျွန်တော်တို့ရဲ့တရားဝင်မှုဒါပို့ပြီးတော့အားကောင်းစွာနဲ့တည်ဆောက်နေရတယ်လည်းရှိတယ်ဆိုတော့အဲ့ဒီလိုမျိုးဟိုမျက်နှာစာအပေါင်းစုံကနေပြီးတော့ကျွန်တော်တို့ကြိုးပမ်းသွားရင်းနဲ့ပဲကျွန်တော်တို့ဒီ dollar key ကိုဆက်အောင်ဆိုတော့ဟိုအချုပ်ပြောရရင်တော့ဟိုအားလုံးလွတ်မြောက်မှငါတို့ရဲ့လွတ်လပ်မှုဟာတည်ကြမယ်ဆိုတာအားလုံးကြားထဲမှာတော့အတိတူလာပြီးလို့ကျွန်တော်ယုံကြည်တယ်အဲ ကချင်ဘက်မှာဘုံကျဲပြီးတော့ကရင်ပြည်နယ်ဘက်မှာငိမ့်ငိမ့်ကြီးလုံနေတဲ့အနေအထားမျိုးအဲဒီအဲဒီတခြားတိုင်းရင်းသားဒေသတခုမှာအဲဒီပြစ်ခတ်ရက်ဆဲပြီးတော့တခြားတိုင်းရင်းသားဒေသတခုမှာအဲဒီစစ်ပွဲဖန်တီးနေတဲ့အနေအထားမျိုးကျွန်တော်တို့ထင်တယ်ကျွန်တော်နိုင်ငံရဲ့တမိုင်းနေဆွဲဒီမှာပေါ့နော်ကျွန်တော်တို့ကောင်းစွာနဲ့ဖြတ်တန်းခဲ့ဘူးလေဒါဒါကိုလေတိုင်းရင်းသားကောင်းဆောင်ကြီးကောင်းစွာနားလေလို့ကျွန်တော်နေယုံကြည်တယ်ဒီအချိန်ကကျွန်တော်တို့ຫນွေဦးတော်လိုင်းကြီးကတကယ်တော့ဟို ညွှန်ကြရတော့ဗျာຫນွေဦးတော်လန်ကြီးဆိုတာကအားရဲຫນွေဦးကျွန်တော်တို့ရဲ့ຫນွေဦးကအားရဲຫນွေဦးထက်တော့ပိုပြီးပိုပြီးပူပြင်းပူပြင်းနေပေါ့နော်ဟိုပိုပြီးရုံးကန်ရတယ်ပေါ့လူလူလှူရှာမှုနဲ့ပြီးသွားတဲ့အားရဲຫນွေဦးလို့မဟုတ်ပဲねကျွန်တော်တို့ຫນွေဦးကလူလူတော်လန်ကြီးအသွင်ကိုပို့ပြီးတော့ရောက်လာခဲ့တယ်အဲຫນွေဦးတော်လန်ရဲ့နေလူလူတော်လန်ကြီးဆိုတဲ့အသွင်ကိုရောက်လာခဲ့ရင်းနဲ့မှာကျွန်တော်9နှစ်တာကျော်ဒီကိုချင်းနှင်းဝင်ရောက်လာတဲ့အခါမှာကျွန်တော်တို့မှာပို့ပြီးတော့ဟိုခိုင်မာတဲ့ယုံကြည်ချက်တွေကျွန်တော်တို့ချင်းချင်းမှာရှိလာတယ်တချို့ကိစ္စတွေမှာတန်နေရတွေလျှော့လာနိုင်ခဲ့တယ် ဆိုတော့ဒီလိုမျိုးအနေထားနဲ့ပဲကျွန်တော်တို့ဆက်ပြီးတော့ကျွန်တော်ရှေ့ခရီးကိုဟိုဒီ trust issue တွေကိုရှင်းချရင်ကျွန်တော်တို့ဆက်လျှောက်ရလိမ့်မယ်လို့ယုံကြည်ရပေါ့ဟုတ်ကဲ့ဒါလောက်ပါဟုတ်ကဲ့ပါဒီတနေရာထဲလွတ်မြောက်တာကတကယ်လွတ်မြောက်တာမဟုတ်ဘူးအားလုံးတူတူလွတ်မြောက်မှဒါတကယ်လွတ်လပ်ရေးဆိုတဲ့အဲစကားအတိုင်းပဲပေါ့နော်ဒီအချင်းချင်းကြားမှာရှိတဲ့အဲဒီမယုံကြည်မှုတွေရာယုံကြည်မှုတွေအဖြစ်နဲ့ပြောင်းလဲပြီးတော့တူတူလက်တွဲပြီးတော့ရှေ့ဆက်ရမယ်ဆိုပြီး ြောသွားတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဒီနေ့စကားဝိုင်းကိုတော့ကျမတို့ဒီမှာပဲရန်နာချင်ပါတယ်စစ်တပ်ရွေးကောက်ပွဲကိုဘလို့တုံ့ပြန်မလဲဆိုတဲ့ခေါင်းစဉ်နဲ့ဆွေးနွေးခဲ့ကြတဲ့ဒီစကားဝိုင်းမှာအချိန်ပေးပြီးပါဝင်ပေးခဲ့ကြတဲ့အန်တီဒေါခေအုံမာနဲ့ဦးစီသူမောင်တို့ကျေးဇူးထူးတင်ပါတယ်။နားဆင်ပေးကြသူအားလုံးလည်းအဆင်ပြေကြပါစေရှင်။